这里这个太古的，这啥事情？给你当家了。တခါမှအသေးမခွဲဘူးတဲ့ကိုကိုဟိဝရန်ကိုဦးရစရာကောင်းတဲ့ဂရီစကားတခုတောင်းဆိုခဲ့တဲ့မင်းသမီးချောလေးဆိုပြီးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေပရိသတ်တွေသဘောတူပြီးတော့ချစ်ခင်ခဲ့တဲ့ငင်းစင်းဆုံးတွဲလေးကတော့အခုဆိုရင်ပရိသတ်တွေကိုချိုးရည်ကြီးလေးတွေ့နေပါပြီနော်မင်းဝရန်နဲ့ဆွေမျိုးတို့နှစ်ယောက်ကတော့ဇာကားတွေတူရိုက်ကလေးကလိုက်ဖက်လုံးခဲ့တာပါ ။နှယောက်သားကအတွဲညီညီစကားတွေရိုက်ကူးရင်ခုဆိုရင်ပြိသက်ဖြစ်ခြင်းနဲ့တိုင်းအကြောင်းပါခဲ့ပြီလေဖြစ်ပါရယ်။မိမကောင်တယောက်လိုအိမ်တွင်ရှိနေခဲ့တဲ့ဆိုးပြေလေးကတော့ခုဆိုရင်သူ့တံမိုးကိုတီးတဲ့မျိုးသားနဲ့အကြောင်းပါဝင်ရခဲ့တာမလို့ရှမ်းကောမှာပျော်ရွှင်နေမှာသိကြပါပြီ။မိဝင်ရန်ကအနေအထားသူတရားဖြစ်ပေမဲ့လေဆိုးပြေကိုဘလောက်ချက်လေးဆိုတာသူ့ရဲ့ပြမှုတွေကိုကြည့်ရင်သိနိုင်ပါရယ်နော်။အရန်သာရုပ်ပြတတ်တာသူရဲ့ကြည့်ရပြောရအရန်ချစ်ချောင်းတက်တည်ပြနေတာဘေးလူတွေတောင်မှသိပါရယ် ဆိုပြီးအဟေဝရန်ကိုကိုကိုလိုခေါ်လိုက်တာနဲ့ဟေဝရန်ကြီးရဲ့မူရီကစာအတန်နေထားပါပြောင်းသွားတဲ့အထိပါပဲတယောက်ကိုနားလေမှုတွေချစ်တွေနဲ့ချစ်ကြတဲ့သူတို့အတွဲရဲ့ပြုမှုကိုပရိသတ်ချူဟာစားမလို့ပါဆိုပြီးတော့မယုံကြည်ကြပါမိသူတို့ရဲ့ချစ်သူတက်တန်းက6နှစ်ကျော်ခဲ့ပါပြီနော်သူတို့ချစ်ခဲ့တဲ့နှစ်အတိုင်းတရာရိုးမယ်ဆိုရင်ရိုးလို့ရတဲ့အနေထားဖြစ်ပေမယ့်ဟေဝီယန်ကတော့စုပြေမှစုပြေပါပဲဘလောက်နေကြကြသူရဲ့ချစ်တွေကလက်ဆက်နေတော့မှပဲနော်သူတို့နှစ်ယောက်ရဲ့ချစ်တွေကဘလောက်ထိလက်ဆက်နေလဲဆိုရင်မင်္ဂလာလက်ထပ်ပွဲကျင်းပချိန်မှာပျော်လွန်းလို့ရင်းနှီးခုန်နေတီပါပဲ ၂ယောက်သားကစေနေချင်းနေကြပေမဲ့သူတို့ရဲ့ပွဲနေလေးမှာရင်းနှီးခုံနေကြရလေဖြစ်ပါတယ်။အဝေရန်ကတော့သူ့ရဲ့သူတို့သမီးလေးပြောဖို့အတွက်ခဲနန်းနားနဲ့မင်္ဂလာပွဲချင်းငါပွဲကိုချင်ပါပြီးကြတာပါ။ပွဲငါပွဲလုံးမှာလည်းစိုးပြေစိတ်တိုင်းကြလို့ခွင့်ပေးထားတယ်လို့သူကိုယ်တိုင်ကတော့အကောင်းဆုံးပံ့ပိုးကြတာဖြစ်ပါတယ်။ဒီလိုမျိုးချစ်ချင်းမြတ်တာပြီးနေလက်ထက်ပွဲချင်းချင်ပါနေတဲ့သူတို့နှစ်ယောက်ရဲ့ပုံရိပ်ကပရိသတ်တွေတဲ့ချင်းနေဆရာဖြစ်ခဲ့တယ်လို့ဒင်နာပွဲမှာပြောခဲ့တဲ့ကိစ္စကားဆိုရင်လည်းနားထောင်ရတဲ့ပရိသတ်တွေဦးရတဲ့အထိဖြစ်ခဲ့တာလည်းဖြစ်ပါတယ်။ ဆိုပြင်းနေဟင်းဝင်ရန်တို့နေရာကတော့နောက်ဆုံးကျင်းပခဲ့တဲ့ထင်တာပွဲလေးမှာအရင်ချစ်တဲ့အကြောင်းတွေပြောပြီးတော့ဂရီးတွေတောင်းခံခဲ့တာလည်းဖြစ်ပါတယ်။ဟင်းဝင်ရန်ကလည်းနောက်ဆုံးပွဲနေ့အထိရှင်တွေခုံလုံးလောရှမ်းပျော်ရွှင်နေတယ်လို့သူ့ရဲ့ချစ်သူဆိုပြေးကိုလည်းအရင်ချစ်တဲ့အကြောင်းပြောပြီးတော့အရှာရာဖြည့်ဆည်းပေးမယ်ဆိုပြီးဂရီးစကားဆိုခဲ့တာလည်းဖြစ်ပါတယ်။ဟေဝရန်ကချစ်သူဆိုပြလေးကိုကောင်းစုံကလေးတွေပေးခဲ့တယ်လို့ဆိုပြရလေသူ့လိုချင်တဲ့တခုတည်းသောယာကိုဟေဝရန်စီကခရီးတောင်းခဲ့တာလည်းဖြစ်ပါတယ်ဆိုပြပထမဆုံးပြောခဲ့တဲ့စကားကဟေဝရန်ကိုကျေးဇူးတင်တဲ့အကြောင်းပါ မိဝင်ရကသူ့ကိုတခါမှအသေးမခွဲခဲ့ဘူးလို့ကျေးဇူးတင်နေဆိုပြီးပြောခဲ့တယ်လို့သူဖြစ်ချင်တဲ့ဆန္ဒကိုလည်းဖြည့်ဆည်းပေးမယ်လို့ပြောပြချက်အောင်ကျေးဇူးတင်နေရလည်းဖြစ်ပါရည်။ဆိုပြီးရင်ငယ်ဘွားစေကူဖြစ်တဲ့တယောက်တည်းကိုချစ်ပြီးတယောက်တည်းကိုပဲလက်ထက်ချင်တဲ့စေကူကိုမိဝင်ရကဖြည့်ဆည်းပေးကြတာမလို့သူအနေနဲ့ကျေးဇူးတင်နေဆိုပြီးတော့ပြောခဲ့တာလည်းဖြစ်ပါရည်။ဆိုပြီးတော့ရရကိုရင်ဆိုင်ဖို့သိရှိနေပြီမလို့သူ့ကိုတစ္ဆာရှိပေးပါဆိုပြီးတော့ဂရီတခုကိုငင်းရည်နဲ့တောင်းဆိုလိုက်ကြတာလည်းဖြစ်ပါရည်သူ့ရဲ့စကားကဟင်းဝင်ရဥရမလားတော့မသိပေမဲ့ပြိတ္တတရားတော့အသေးတရားရဖြစ်ပြီးတော့ ခဏခဏပြင်ကြည့်နေကြတဲ့အထိပါပဲနော်ချစ်စရာကောင်းတဲ့ငယ်စဉ်တွဲလေးတက်ဆုံးတိုင်ပေါင်းဖက်နိုင်ပါစေရှင်ဟုတ်ကဲ့ပါကိုလိုဆက်ဝေစားပဲတင်ကြောက်ရတဲ့ဖြင့်နောက်ထပ်လေပြည့်တဲ့ချစ်တော်နုပညာရှင်ရဲ့အကြောင်းကိုတင်ဆက်ပြီးမှဖြစ်လို့စောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်